လာအပ်တဲ့အချိန်မှာ तू ကကိုယ့်ရဲ့စိတ်ကြိုက်ကိုပဲအဲလှုပ်ခွင့်ပေးတာ तू ကဘာမှလည်းမတောင်းဆိုဘူးဘာမှလည်းမပြောဘူးဒါမဲ့ तू ဝှစ်ချင်တဲ့ကာလာလေးတော့ तू တိုင်မင်တယ်တိုင်မင်ပြီးတော့ကိုတို့တိုင်မင်ကြတာပေါ့နော်တိုင်မင်ကြတဲ့အချိန်မှာကိုတို့ကဒီနှစ်မှာ အဲရွှေနှစ်ငွေနှစ်လေးဖြစ်ရအောင်ဆိုရွှေရောင်နဲ့ငွေရောင်လေးနှစ်ခုလုပ်မယ်ဆိုပြီးကိုရောစီစဉ်ကြတယ်အဲ့ဒီမှာဒီဇိုင်းကစအကွာသူ့ surprise တိုက်တာပြီးတော့သူ့မပြတာပေါ့နော်မမကြီးတွေးကေမွေးနေမှာအဲ့ချိုပြတာသူလာအတ်တော့ဗောနော်သူဖုန်းဆက်လာပြီးတော့သူအကိုရောမမကြီးတွေးကေမှန်းလည်းမသိဘူးအဲ့ကြီးလာအတ်ချင်းနဲ့ပြောပြီးတော့ဒီစီးတွေပဲစုံစမ်းပြီးတော့ရောက်လာရောက်လာတော့မှမမကြီးတွေးကေ တည်တာပါရှင်နှုံးကလေအကိုတို့ဒီ TikTok တွေကြည့်ရင်လည်းတွေ့ဘူးတာပါเนาะသူ့လည်းတည်နေတယ်ဆယ်လီလည်းဖြစ်တယ်ဆိုတော့လေအဲဒီအတုတ်ကလေးတွေရောင်းတာအရင်တော့တွေ့ဘူးတယ်အဲကိုတို့တတိထားမိတဲ့ချိန်မှာဒီအရင်အတုတ်လေးတွေရောင်းတယ်အဲ့ဒီကနေမှတဖြည်းဖြည်းနဲ့သူစူးစမ်းလာရင်လည်းဒီလိုလုပ်ငန်းရှင်တယောက်ဖြစ်လာတာဆိုတော့အကိုကတော့ကို့အမြင်နဲ့ကို့ကျင်အကိုအရန်လည်းခုံယူတယ်ပြီးတော့သူကတကယ်လည်းအရန်လည်းချစ်ဖို့ကောင်းတယ်ပြီးတော့သူ့မှာအဓိကဟိုချီးကျူးစရာတစ်ခုကပါလဲဆိုတော့တရာတရားပေါ့နော် သူကသူများကိုပေးခြင်းကမ်းခြင်းစိတ်ရှိတဲ့အတွက်အာကိုကတော့ထင်တယ်အဲ့ဒါကြောင့်မို့လဲသူကဒီလိုပေးနိုင်ကမ်းနိုင်တဲ့ဘဝမျိုးရောက်လာတာပေါ့နော်သူကတကယ်စိတ်ထားပွပွင့်လင်းလင်းနဲ့စိတ်သဘောထားလဲကောင်းတယ်ပြီးရင်သူဒီအကိုတို့အခုမြင်နေရတာပေါ့နော်သူကလှူသူ့ရဲ့အလှူတန်းတွေလဲတောက်လျှောက်တွေ့ရတယ်ဒါအကိုကဒီဖုန်းပေါ်မှာ TikTok ပေါ်မှာ Facebook ပေါ်မှာတွေ့နေရတာပေါ့နော်အဲ့တော့အကိုစီမှာသူကအင်ကြီးလာပြီးတော့ရွေးတဲ့နေ့မှာလဲသူက အဲသူကမေးတယ်ဆရာကဒီမှာဝန်ထမ်းဘယ်နှယောက်ရှိလဲဆိုတော့ကိုရက10ယောက်ရှိတယ်လို့ပြောတော့သူကဘာညာမဟုတ်ဘူးခလေးတွေပင်မနေတဲ့အတွက်သူကဘာမှမပြောဘဲနဲ့ surprise တိုက်တာဟိုခလေးတွေကိုတန်းစီလိုက်ပါလားဆိုတော့သူကပတ်စံကျဲတာငါပတ်စံ၅သိန်းနဲ့တအုပ်ယူပြီးတော့ကျဲတယ်အဲ့တော့ပတ်စံနေချင်းများချင်းဆိုတာတည်းသူပေးခြင်းနဲ့သူ့ရဲ့စေတနာပေါ့နော်အဲ့စေတနာလေးတစ်ခုလည်းမြင်ရတယ်ဒီ၅သိန်းဆိုတာဒီခက်မှာဆိုရင်လည်းဒါ ကြောင်းမယ်ဆိုရင်နဲတဲ့ပမာဏမဟုတ်ဘူးပေါ့နော်အဲ့တော့ကလေးတွေလည်းအကုန်လုံးပျော်ရတယ်အကိုကဒါလေးကိုကြည့်ပြီးတော့အကိုစိတ်ထဲမှာဘာခံစားရလဲဆိုရင်ဒါကြောင့်မို့သူအောင်မြင်တာပေါ့နော်သူကသူများကိုအမြဲတမ်းပေးခြင်းကမ်းခြင်းစိတ်ရှိတဲ့အတွက်အဲ့တော့သူဒီလိုခဏအကိုပြောသလိုပေးနိုင်ကမ်းနိုင်တဲ့ဘဝကိုရောက်လာတာပါ အဓိကတော့လူဘဝမှာဖြတ်တန်းနေရတဲ့ဘဝတစ်လျှောက်လုံးမှာကိုရိုးတွေကစားအခက်ခဲတွေအများကြီးကြုံရတယ်။နော်အခက်ခဲဆိုတာကတော့တွေ့မှာပဲတွေ့ရင်တော့ကိုရိုးကကြော်ဖြတ်ရမှာပဲ။ဒါကြီးကိုဒီတော့မကြော်ဖြတ်နိုင်ရင်တော့ဒီခက်ခဲကိုအဆုံးပြလိုက်ရင်တော့ဘဝကြီးမှာ အာရာရာရှုံးပြစရာတွေပဲဖြစ်နေပါเนาะလူတိုင်းကတော့ခက်ခဲရှိမယ်အဲ့တော့ဒါအောင်မမကြီးကိုကြည့်ပြီးတော့လဲကိုတို့ကကိုထက်အသက်ငယ်တယ်เนาะငယ်ပေမဲ့လည်းအတူယူရတဲ့အပိုင်းနဲ့အများကြီးရှိတယ်သူရဲ့စိတ်နေစိတ်ထားစိတ်သဘောထားသူဖြတ်တန်းလာခဲ့တဲ့သူရဲ့ဘဝတစ်လျှောက်လုံးမှာသူကြုံတွေ့ခဲ့ရတဲ့သူရဲ့အခက်ခဲတွေလည်းအများကြီးပဲဒါသူချပြတဲ့လောက်ပဲ လူတွေကတိတာပါเนาะသူမချပြသေးတယ်သူရဲ့နောက်ွယ်မှာသူကြုံတွေ့ရတဲ့အခက်ခဲတွေဆိုတာအများကြီးရှိတယ်ဒါတွေသူတန်းတန်းခံပြီးတော့ကြော်ဖြတ်ခဲ့တဲ့အတွက်အကိုကတော့တုလဲယူတယ်လီးလဲလီးစားတယ်ချစ်လဲချစ်တယ်အင်းကြီးကိုလာအပ်တဲ့အချိန်မှာသူကအကိုရဲ့စိတ်ကြိုက်ကိုပဲအဲလှုပ်ခွင့်ပေးတာသူကဘာမှလည်းမတောင်းဆိုဘာမှလည်းမပြောဘူးဒါမဲ့ तू ဝတ်ချင်တဲ့ကာလာလေးတော့ तू တိုင်မင်တယ်တိုင်မင်ပြီးတော့အကိုတို့တိုင်မင်ကြတာပေါ့နော်တိုင်မင်ကြတဲ့အချိန်မှာကိုရာဒီနှစ်မှာ အဲရွှေနှစ်ငွေနှစ်လေးဖြစ်ရအောင်ဆိုရွှေရောင်နဲ့ငွေရောင်လေးနှစ်ခုလုပ်မယ်ဆိုတော့ကိုရောစီစဉ်ကြတယ်အဲ့ဒီမှာဒီဇိုင်းကစအကွာသူ့ surprise တိုက်တာပြီးတော့သူ့မပြတာပေါ့နော်ခုနှစ်ရက်နေ့၅ရက်နေ့လောက်ထိကိုသူကသူ့အင်ကြီးကဘာပုံမှန်သူကမသိဘူးနော်သူကသူ့တောင်းကြည့်တဲ့အချိန်မှာလည်းကိုရောဒီ skirt ဆွဲတာလေးပဲပြပေးတယ်အဲ့ဒါဆိုတော့ပြီးတော့မှကိုကသူစာပို့လိုက်တယ်ခုနှစ်ရက်နေ့လာယူလို့ရပြီဆိုတော့ခုနှစ်ရက်နေ့မှသူလာတဲ့အချိန်မှာသူလည်းအရန် ပျော်သွားတယ်အဲ့ဒါကြောင့်မသူအရန်ပျော်သွားတယ်သူလည်းစိတ်ကျဉ်းနှံ့မှုလည်းရှိသွားတဲ့အတွက်ခလေးတွေကိုလည်းသူကအာပတ်စံလေးကျဲသွားတာပေါ့သူ idea ဘာမှသူမပြောဘူးအဲ့ဒီဒီ design ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှလည်းမဝင်ဆွတ်ဖတ်ဘူး color လေးနဲ့ပတ်သက်ပြီးပြောပြီးတော့သူကအရှိလေးဝတ်ချင်တယ်ဒါမှသူပြောတာကတော့ဒီ dress ကိုအရှိဝတ်ချင်တယ်အခွဲလေးနဲ့ပေါ့နော်နောက်တစ်ခုကြတာသူအဲ့လိုကုတ်နဲ့စကတ်လေးဝတ်ချင်တယ်လို့ဒါလေးတော့သူပြောတာပါအဲ့ဒီပုံမှာမှကိုရောဒီဇိုင်းထပ်ကွန်ပြီးတော့စင်ဆိုင်နဲ့ create create လုပ်ပေးခဲ့တာပေါ့နော်တော်တော်များများကတော့ကိုယ်စိတ်ကြိုက်ပဲဖန်တီးရတာပါအခုတော့လာအပ်တဲ့ customer ရဲ့အဲဒီအသားရောင်ခန္ဓာကိုယ်ချိုးစားပေါ့နော်ဒါတွေကိုကြည့်ပြီးတော့ပဲအခုတော့ကိုယ်စိတ်ကြိုက်ပဲဖန်တီးတာတွေကပုံများပါတယ် customer တွေဆိုတာကတော့ဒီပြောမယ်ဆိုရင်အခုတော့ဒီအနုပညာနယ်ပယ်မဟုတ်တဲ့လူတွေလာတယ်ဆိုရင်ဘော်ဒီကစိုက်ဆုံပေါ့နော်အဲ့ဒီထဲမှာမှအခုဒီလာတဲ့ထဲမှာဘော်ဒီပြည့်တဲ့လူတွေကပုံများတယ်နော် ပြည့်တဲ့လူတွေပုံများတဲ့အတွက်ဒီပြည့်တဲ့လူတွေကိုချုပ်ပေးရတဲ့အချိန်မှာပိန်တဲ့လူတွေထက်ကိုပို့ပြီးတော့ပညာပါတာပေါ့နော်အခုဒီမမကြီးတွင်လဲသူကပြပြလေးထဲမှာပါတယ်နောက်အရှိပိုင်းမှာလည်းကိုတို့တခြားဒီ vlogger တွေတချို့တရုပ်ဆောင်တွေဒီပြပြလေးတွေရှိတယ်ပေါ့နော်ဒါဒီလိုမျိုးတွေကိုတို့အဲဖန်တီးရတဲ့အချိန်မှာ ကာလာပိုင်းကိုစဉ်းစားရတယ်ပြီးတော့သူ့ရဲ့ body shape ကိုပျောက်မဲ့ design လေးတွေစဉ်းစားပေးရတယ်ပေါ့နော်အများအားဖြင့်တော့သူတို့တွေက designer တယောက်စီမှာလက်အပ်တဲ့အတွက်ဒီ designer ရဲ့ creation ကိုပဲသူတို့ဝတ်ချင်တဲ့လူကများပါတယ်နော်ဒီပုံပြအပ်တယ်ဆိုတာကတော့မရှိဘူးမဟုတ်ဘူးရှိတော့ရှိတယ်ဒီပုံလေးကို reference လုပ်ပြီးတော့မှဒီလိုလေးချုပ်ချင်တယ်ဒါကြီးကတော့ပို့ပြီးတော့အကိုတို့ရဲ့ပို့တို့တက်ကတော့အရင်အားမဆိုင်ရဘူးပေါ့နော်ဒီပုံလေးတိုင်းကိုပဲကိုရောကတင်ညှက်ပြီးတော့အဲ ထုတ်ပေးလိုက်ရုံပဲဒါပေမဲ့ကိုပိုင်ဒီဒီဇိုင်နာတယောက်ရဲ့အလုပ်ကတော့ကိုပိုင်ကိုရဲ့ကိုပိုင်ဒီဇိုင်းနဲ့ထုတ်တာကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါကိုလည်းသူတို့တွေနားလည်ပါတယ်အဲ့တော့ဒီဇိုင်နာရဲ့စိတ်ကူးစိတ်တမ်းအမြင်ကသူတို့ကဘယ်တော့မှဟိုကြော်ပြီးမပြောဘူးညီမရဲ့အဲ့ဒါဆိုတော့လေ စိတ်လဲချမ်းသာပါတယ်သူတို့နဲ့အလုပ်လုပ်ကြတာလေအဲ့ဒါဆိုတော့သူတို့ကအဲ့လိုအထယ်ကြီးထွက်လာတဲ့အချိန်တိုင်းကိုကဘယ်တော့မှကြိုပြလေမရှိဘူးအဲသူတို့အထယ်လေးသူတို့အထယ်လေးတွေပြပါတော့ပါတော့ဆိုတော့ကိုကမပြီးသေးဘူးပါဒီလိုပဲပြောတာပေါ့နော်ပုံမှန်အဲ့တော့လာတဲ့အချိန်ကျရင်တော့တွေ့သူတို့ကျဉ်တ်ကြတယ်ပြီးတော့ဝတ်တဲ့အချိန်ကျရင်လည်းအကိုတို့တွေ အဲ့ရာနေပါတယ်နော်အများအဖြစ်တော့လေအဲ့ဒါဆိုတော့ကြည်နေကြတဲ့အတွက်ကိုလည်းပျော်ပါတယ်ပုံမှန်ဆိုရင်တော့ကိုကတက်တော့မသုံးဖြစ်ဘူးနော်မသုံးဖြစ်ဘူးကြာကိုရဲ့အသက်ရွယ်ရယ်ကိုရဲ့အနီထားဟိုပြောမယ်ဆိုရင်ကိုတို့ကဟိုဟာပေါ့နော်ဒီဒီပြင်အကိုတို့ကဒီအသက်ပညာတစ်ခုနဲ့ရက်တည်နေတဲ့လူခံယူထားတဲ့အတွက်ပေါ့နော် TikTok ပေါ်မှာအဲ့လိုကတာတို့ဘာလို့ကြာတာကိုတို့ကအဲ့လိုမျိုးကြီးတော့မရှိပါဘူးပုံမှန်ကတော့ခုနောက်ပိုင်း TikTok ကအကိုတို့ကဒီ ထရမ်ဖြစ်လာတဲ့အချိန်မှာ TikTok ကိုစသုံးလာတယ်။လွန်ခဲ့တဲ့မနှစ်လောက်ကပဲထင်ပါတယ်စသုံးတယ်။အဲ့ဒီမှာအခုကသူတပြည့်အင်ဂျီလေးတွေနဲ့ပတ်သက်ပြီးတော့တင်တာပေါ့နော်အင်ဂျီဒီဇိုင်းလေးတွေအခုကမမကြီးဆိုရင်သူဒီအင်ဂျီလေးချုပ်တာဆိုသူအင်ဂျီလာယူရတယ်သူအင်ဂျီလေးဖစ်တင်ချရတယ်ဒါမျိုးလေးတွေကိုတော့တင်ပေးပြတာအဲ့ဒီကနေမှတွေ့ပြီးတော့အာလူတွေကသဘောကျကြပြီးတော့ အရှိပိုင်းနေမှာဆိုရင်ချက်ပေါက်မှာတွေစာတွေပို့လာကြအခုတော့တိတ်မတုံးဖြစ်တော့လေမပြန်ပြစ်ဘူးပေါ့နော်အဲ့ဒီအတွက်လည်းတောင်းပန်ပါတယ်အခုနောက်ပိုင်းကတော့ချက်ပေါက်မှာလာမီးတဲ့မီးခွန်းတွေအကုန်လုံးလည်းကိုလိုဖြည့်ပေးနေတယ်ဒီအဲ့ဒီ TikTok က customer တွေလည်းတော်တော်များများရောက်လာကြပါတယ်ဒီမမကြီးဒူကေရဲ့ဒီနေ့မှာကြာရောက်တယ်မွေးနေ့မှာဒီနောက်နှစ်ပေါင်းများစွာတိုင်အောင်သူချစ်တဲ့မိသားစုတွေသူ့ရဲ့ချစ်တဲ့တပည့်တွေပေါင်းသင်းနေမိတ်ဆွေတွေအားလုံးနဲ့အတူတူနှစ်များစွာတိုင်ကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ပြီးတော့ကိုတို့လည်းအခုချိန်ထိအားပေးနေတယ် ယောက်ချင်းစီတိုင်းကိုလည်းကိုရာကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါ